လမ်းပြကျယ်ကလေးတွေရှိတဲ့နေရာညမောင်တော်တဲ့ကခက်ခုတ်ခုတ်ကြောင်းကလေးအောက်မှာအိတ်နေရင်မောင်လုံးမွေးတယောက်အပြင်ကိုလှမ်းကြည့်လိုက်တယ်။ကောင်းငင်ကကျယ်တွေကိုမြင်ရတယ်။အပြင်ကို ထွက်ကြည့်လိုက်တော့ကောင်းငင်တစ်ခုလုံးကျယ်တွေပြေးလို့တော်တဲ့ကအကောင်လေးတွေရဲ့မြည်တဲ့မျိုးစုံကိုကြားရတယ်။စိတ်ထဲမှာကြည်နူးချမ်းမြေ့မှုကိုခံစားလိုက်ရတယ်။မောင်လုံးမွေးအိတ်တဲ့နေရာကကြံကင်းကိုမောင်လုံးမွေးရောက်တဲ့ညနေမှာပဲကျောင်းသားမိမာတွေကခင်းပေးကြတယ်။ကောင်းကောင်းမိဝင်ရတဲ့တဲကုတ်ကျောင်းကလေးအောက်မှာ တုံးနေတန်းစီပြင်းချက်အဟောင်းနေခင်းပေးကြရင်တဲတော်စီစဉ်ထားပြီးသားဒါပေမဲ့ဆရာကကြောင်းမအိမ်မှာဆိုလို့ခုလိုစီစဉ်နေကြတာလို့မောင်နှမွေးရောက်ရောက်ချင်းစစ်ဆောင်ကြောင်းကဆရာလေးက ရှင်းပြပါတယ်ကို့အတွက်ဒီလိုတကူးတကလုတ်ပေးနေတာမြင်ရတော့စိတ်ထဲမှာအားနာမိတာအမှန်ပဲဒါပေမဲ့စီစဉ်ပြီးနေပြီဆိုတော့မတက်နိုင်တော့ပါကြောင်းမလွတ်လွတ်လပ်လပ်အိမ်ရမှာမို့အားနာစိမ့်တဲ့အတူခြေနဲ့မှုလည်းဖြစ်မိတယ်ဒီစစ်ဆောင်ကြောင်းကဆရာဆရာမလေးတွေကိုမောင်နှမွေးနဲ့မစ်မွေးတင်နှံ့ပေးတာ အခုချိန်ဆိုရင်၃ချိန်မြောက်ဖြစ်ပါတယ်။အခုလဲကျောင်းပိတ်ရနေ့ရက်စလုံးတင်းနှံပေးဖို့မောင်လုံးမွေးတို့ညအိတ်ရောက်လာရတာဖြစ်တယ်။မောင်လုံးမွေးတို့ရောက်ပြီးမကြမီတဘူးတလုံးနဲ့အမြင့်တပကံပါတဲ့ရင်ွေးပွဲတစ်ပွဲနီးစရာတဲကနေလာပို့တယ်။မောင်လုံးမွေးရင်ွေးမတော့သေးပဲစစ်ဆောင်ကျောင်းကဆရာလေးနဲ့အတူတောထဲကချောင်းလေးတွေကိုရေချိုးထွက်ခဲ့ပါတယ်။ချောင်းရီဟာကြီးလင်းအေးမြနေတယ်။တော်တိုက်ကကျောင်းသားမိဘတွေရဲ့စေတနာမြတ်တာကလည်းချောင်းရီလိုပါပဲချောင်းရီကသာနှွေးမှခန့်ရင်ခန့်မယ် ចောင်းသားမိဘတွေနဲ့မောင်လူမွေးတို့ရဲ့အပြန်အလှန်မြင့်တာတရားကတော့ဒီဘဝခန်းချောက်စရာမရှိတော့ပါအခက်ခဲကြက်တဲ့ကြောင့်မှတွေးဆုံခင်တွယ်မှုဟာခိုင်မြဲတယ်မဟုတ်လားရေချိုးပြီလို့ချောင်းလာကတဲကိုဝင်တော့မောင်လူမွေးတို့ညစာစားဖို့ထမင်းဟင်းချက်နေကြတဲ့မျိုးသမီးတွေကိုတွေ့ရတယ်မောင်လူမွေးတို့ဆိုရမှာမောင်လူမွေးတို့လင်မယား၂ယောက်ရဲ့တင်းနှန်းတက်ဖို့မောင်လူမွေးတို့နဲ့အတူလိုက်လာတဲ့ဆရာဆရာမ၄ယောက်ရဲ့စုစုပေါင်း၆ယောက်ရှိပါတယ်ဒီဆက်ဆောင်ចောင်းရဲ့ထူးခြားချက်ကမောင်လူမွေးတို့လာတိုင်းထမင်းကျွေးရင် မောင်လူမွေးတို့နဲ့အတူចောင်းသားမိဘ15ယောက်အယောက်20လောက်ကចောင်းမှာအတူတူစားကြတာပါပဲမောင်လူမွေးလာတိုင်းသူတို့လည်းစုပေါင်းထမင်းမွေးဆင်နွှဲကြတာပဲစစ်ဆောင်ចောင်းကဆရာဆင်မလေးတွေဟာမောင်လူမွေးတို့တန်းနန်းစာပေးဆွေးနွေးချိန်ကစတိုးတက်ပြောင်းလဲမှုတွေရှိကြောင်းသူတို့ကိုယ်တိုင်ကထုတ်ဖော်ပြောဆိုကြတယ်သူတို့မပြောရင်တောင်ယုံကြည်မှုရှိလာတဲ့သူတို့မျက်နှာတွေကိုအလွယ်တကူဖတ်လို့ရနေပါတယ်ပြီးတော့မောင်လူမွေးတို့လာရင်မိဘတွေရဲ့ကြိုးစုံမှုအားတက်မှုတွေကနေတဆင်လဲသိတာပါတယ် မောင်လူမွေးတို့ကျောင်းမှာအိတ်တော်မောင်လူမွေးတို့ကိုစောင့်ရှောက်ပေးခြင်းသူတို့တဲကနေကျောင်းကိုလာအိတ်ကြတဲ့မျိုးသားကိုကဆယ်ယောက်နေပါရှိတယ်။မောင်လူမွေးနဲ့စကားတွေပြောကြတယ်။မောင်လူမွေးရဲ့၁၇နှစ်ခွဲမှာအိတ်ရဲကိုဝင်ခဲ့တယ်။အိတ်ရဲကိုဝင်ပြီးဒီစားကိုရေးနေတယ်။ည၁၂နှစ်ထိုးကန်ပြီးမှတော့အပြင်ကသူတို့စကားဝိုင်းကမပြီးသေးပါဘူး။စစ်ဆောင်ကျောင်းကဆ iam မလေးတွေကိုတွေ့ခါစားကသူတို့ကိုတော်ပိုင်းကလေးတွေဖြစ်မောင်လူမွေးတင်စားခဲ့တယ်။အခုတော့စစ်ဆောင်ကျောင်းကဆ iam ဆ iam မလေးတွေဟာစေတနာရနက်သိမ်းပြန်တဲ့ တောပန်းကလေးတွေကနေလမ်းပြကျဲကလေးတွေဖြစ်နေပြီလို့မောင်လုံးမွေးယုံကြည်လာပါတယ်။ကျဲရီဟာလမ်းကိုပြတယ်လို့ဆိုကြတယ်မဟုတ်လား။တနေ့တွင်ဆရာဆရာမလေးတွေဟာအခုလိုတိုးတက်လာတဲ့အတွက် မောင်လုံးမွေးဝမ်းသာတယ်။စစ်ဆောင်ကလေးတွေရဲ့အနာဂတ်ကိုလမ်းပြနိုင်မဲ့သူတို့အတွက်မောင်လုံးမွေးဂုဏ်ယူတယ်။ကျောင်းသားမိဘတွေရဲ့တက်ကြွစွာပေါ်ဝင်မှုအတွက်အားရတယ်။တင်နန်းနာချိန်တဝဝတာဟဟနဲ့ပွင့်လင်းမှုတွေခစ်ချက်ကြီးတွေကရှားပါးတဲ့လွတ်လပ်ပျော်ရွှင်မှုတွေကိုတွေ့မြင်ခံစားရတာကျေနပ်စရာကောင်းပါလေ ညကနက်လာလေးကောင်းကင်မှာကျဲတွေကများလေပါပဲအမောင်ကျနေတဲ့မောင်လူမွေးတို့နိုင်ငံမှာလမ်းပြကျဲတွေအများကြီးရှိဖို့ကကလေးတွေရဲ့အနာဂတ်အတွက်သိတ်အရေးကြီးပါတယ်ကျဲတွေများဖို့လောလောဆယ်တော့ကျဲငါးကောက်တဲ့လူတယောက်လိုမောင်လူမွေးတို့မဆုံမနစ်စူးစမ်းနေရအောင်ပါဖြစ်ပါလေခင်ဗျာမောင်လူမွေး